ရဲ့အမုံကြောင့်ဖြစ်သောစစ်ပွဲများကအုံမှစစ်ပွဲများနဲ့အမားမှန်လူသက်ပေါင်းများစွာ ဆုံးရှုံးသေးကြရတဲ့ကြောက်ရွံ့ထိတ်လန့်စရာစစ်ပွဲတွေရဲ့အမှန်အမှားဗလိုက်မှုကိစ္စကိုမဆိုထားနဲ့အသေးအဖွဲလို့ဆိုရမယ်ပြဿနာရေးခင်းနေမှာတောင်အမှန်နဲ့အမှားဟာတော်တော်ရောထွေးနေခဲ့ပါပြီစစ်ပွဲများနဲ့အမှားမှန်ဂျွန်လာဟာစစ်နဲ့ဆက်တွယ်ပတ်သက်နေတဲ့လလို့ပြောရမလားမသိဘူး စည်ရေးစည်ရနဲ့နိုင်ငံရေးကိုကျမသိမသိနားမလဲပဲမယ်ကျမသိတဲ့လောက်တော့စစ်တော်တော်များများရဲ့အစနဲ့အဆုံးဟာဂျွန်လမှာဖြစ်နေခဲ့တာသတိထားမိပါတယ်ပရမကဘာစစ်ကိုစစ်မီးမွေးပေးခဲ့တဲ့ Foreignan မင်းသားကိုစာရာယေဘိုမှာလှုပ်ကြံတက်ပြမှုဟာဂျွန်လ28ရက်နေ့1914ခုနှစ်မှာဖြစ်ခဲ့တာပါမင်းသား Foreignan ဆက်ဆက်မြိုက်မြိုက်ဂျွန်လ28ရက်နေ့မှာဘော့စနီးယားမြို့တော်စာရာယေဘိုကိုဘာဖြစ်လို့လားလဲရတယ်လေဒါဟုဆက်တွေကတော့ ရွယ်ချက်နဲ့စော်ကားမှုလို့သတ်မှတ်တယ်။ဂျွန်28ရက်နေ့ဟာအစင်လာရှိတဲ့ရက်ဖြစ်တယ်1386ခုနှစ်ဂျွန်လ28ရက်တုန်းကရှေးဟောင်းဆပ်နိုင်ငံတော်ဟာတူရကီတွေရဲ့တင်ပိုက်မှုကိုခံခဲ့ရတာတဲ့။နှစ်ပေါင်းများစွာဂျွန်ပြုခံရပြီးတဲ့နောက်တူရကီတွေကို ပြန်လည်လက်စားချေတော်လန်းပြီးအောင်ပွဲခံခဲ့တဲ့ဒုတိယမြောက်ဘောလကန်စစ်ပွဲနေ့ဟာလေဂျွန်လ28ရက်ပဲတဲ့။ ီတော့ဒီရက်မှာလားလေတဲ့ဖိနှိပ်သူပူသားပြုဖာရီနန်မင်းသားကိုတတ်ဖို့ပိုပြီးဆုံးဖြတ်ချက်ခိုင်မာသေးတယ်လို့မှတ်တမ်းတစ်ခုမှဖတ်ခဲ့ရဦးတယ်။ပြင်သစ်ကဂျာမနီကိုလက်နက်ချအငန်းခံတဲ့လက်မှတ်ရေးထိုးခဲ့တာလေဂျော်လာ22ရက်ပဲ1940ဒုတိယကမ္ဘာစစ်အတွက်ဂျာမနီကရုရှားကိုစစ်ကျင်ညာတာဂျော်22ရက်1941လို့သိရတယ်။အဲဒီတော့ကစစ်ကျင်ညာပုံကစနစ်ကြတယ်။1940ခုနှစ်ဂျော်လာ22ရက်နေ့မှာ ဂျာမန်တပ်မတ်ကြီးကဂျာမန်အစိုးရစစ်ကြေညာတဲ့စာကိုရုရှားနိုင်ငံညာရေးဝန်ကြီးမိုလိုတော့ကိုပေးအပ်ခဲ့ပါတယ်။ပေးအပ်တဲ့လူရောလက်ခံတဲ့လူရောနှစ်ယောက်လုံးစိတ်လှုပ်ရှားမှုကြောင့်ဖြူဖြော့သွေးဆုပ်နေခဲ့ကြတယ်။နိုင်ငံညာရေးဝန်ကြီးကစစ်ကြေညာစာကို စကားတခွန်းမှမပြောဘဲတိတ်တိတ်ဆိတ်ဆိတ်လက်ခံယူလိုက်ပြီးအဲ့ဒီစာပေါ်ကိုတရွေးထွေးလိုက်တဲ့ပြီးတော့မှဆုပ်ဖြတ်ပြစ်လိုက်တယ်။အဲ့ဒီနောက်သူ့အတွင်ရင်းမှုကိုခေါင်းလောင်းတီးပြီးခေါ်လိုက်တယ် ဒီကလူချင်းမင်းကိုအပြင်ပြန်ပို့ဖို့နောက်ဖေးပေါက်ရှိရခေါ်သွားလိုက်ပါလို့ပြောလိုက်တယ်။အဲ့ဒီတက္ကနာကိုကျမစိတ်မန်းနဲ့ခန်းစားကြည့်မိတာတော်တော်ကိုနေရာကျသွားပါတယ်။နောက်ထပ်စစ်ပွဲတွေစစ်ပွဲတွေအစင်လာအဖြစ်ပြက်တွေတော်တော်များများဂျွန်လာမှာဖြစ်ခဲ့ပါသေးတယ်။ဥပမာနော်မန်ဒီကမ်းခြေကိုတတ်တိုက်ခဲ့တဲ့ဒီဒေးလို့ခေါ်တဲ့စစ်ပွဲဟာဂျွန်လာဇာမှာဖြစ်ခဲ့တာပါ။ရေရက်နဲ့တက်ခဲ့တာကဂျွန်လာ၄ရက်၊လေရက်ကနေစစ်တပ်တက်ခဲ့တာကဂျွန်လာ၆ရက်စသဖြင့်ပေါ့ နောက်ပြီးဗြိတိန်နဲ့အာဂျင်တီးနားနိုင်ငံနှစ်ခုကြားမှာဖောက်ကလန်ကျွန်းစုကိစ္စကြောင့်ဆစ်ဖြစ်ခဲ့ရတဲ့ဖောက်ကလန်ဆက်ပွဲအဆုံးသတ်ခဲ့တာဂျွန်လ14ရက်1982ခုပါအခု2002ခုနှစ်ဂျွန်လမှာလည်းတချို့နေရာတွေမှာအရင်ကစတင်ခဲ့တဲ့စစ်မီးဆက်လက်လောင်ကျွမ်းနေကြတချို့နေရာတွေမှာစစ်မီးစပြိုလောင်ကျွမ်းလာပြီဆိုတာကျွန်မခံစားနေရတယ်စစ်ဆိုတာကြောက်စရာပါစစ်မှန်တမ်းများနှစ်ဖက်လုံးကို နာကျင်ထိခိုက်စေတာကြီးပါပဲ ဒါပေမဲ့မလွှမ်းရှောင်တာတဲ့အခါနိုင်ငံတွေကဆစ်ဖြစ်ကြရတယ်။ရေဘူးရလက်ခံထားတာကတော့စစ်နှမျိုးရှိတဲ့လူကျော်စစ်နဲ့ခူးကန်စစ်လူကျော်စစ်ကအမှခူးကန်စစ်ကအမှန်ဆိုတဲ့ဆိုရိုးစကားဟာအမြဲတမ်းမှန်ကန်နေမှာလား။လူကျော်သူလို့တတ်မှတ်တဲ့ကိစ္စမှာပြီးခဲ့တဲ့သမိုင်းစဉ်ဆက်ဖြစ်ရက်တွေကိုပြန်လည်ကြည့်ဖို့လိုသေးလား။ဥပမာ1918ခုနှစ်တုန်းက ဂျာမနီကပြင်သစ်ကိုစစ်ရှုံးညှန့်ခံတဲ့လက်မှတ်ကိုရေးထိုးခဲ့တဲ့နေရာအတိကျမှာပဲ1940ပြည်နှစ်ရောက်တော့ပြင်သစ်ကဂျာမနီကိုစစ်ရေးအရာအညံ့ခံတဲ့လက်မှတ်ရေးထိုးအပြန်လေအဲ့ဒီနေရာဟစ်တလာရဲ့မျက်နာမှာအောင်နိုင်သူရဲ့မန်နဲ့အတူခါတီးတဲ့အမုံတရားနဲ့လက်စားချေခြင်းရဲ့ချိန်နှမှုကိုပါတွေ့ရတယ်လို့လက်မှတ်ထိုးဘက်မှာတက်ခဲ့တဲ့မျက်မြင်သက်တည်းရဲ့မှတ်တမ်းတစ်ခုမှဖတ်ခဲ့ရပါတယ် အခုဖြစ်နေတဲ့ RN နဲ့ဣသရေစစ်ပွဲမှာဘသူက အမှဘသူကအမှန်လဲအခုဖြစ်နေတဲ့ပါကစ္စတန်နဲ့အိန္ဒိယအကြားကက်ရှမီးယားပြဿနာမှာဘသူကအမှဘသူကအမှန်လဲအမေရိကန်ကအီရတ်ကိုအကြမ်းဖက်နှိမ်နင်းရေးစစ်ပွဲအဖြစ်ဝင်တိုက်လာခဲ့ရင်ဘသူက အမှဘသူကအမှန်ဖြစ်မှာလဲအမားဆိုတာရှိရောရှိသေးလို့လားလူသက်ပေါင်းများစွာ ဆုံးရှုံးတည်ကြရတဲ့ကြောက်ရွံ့ ထိတ်လန့်စရာစစ်ပွဲတွေရဲ့အမှန်အမှန်ဗတ်လိုက်မှုကိစ္စကိုမစိုးထားနဲ့အသေးဖွဲလို့ဆိုရမယ်ပြဿနာရေးခင်းနေမှာတောင် အမှန်နဲ့အမှားဟာတော်တော်ရောထွေးနေခဲ့ပါပြီတလောတုံကကျမအစေးတပုတ်ဖတ်လိုက်ရတယ်မက်ဂရင်းဖီဆိုတဲ့အမေရိကန်စာရေးဆရာမသတင်းစာဆရာမအဲဒီတာရေးခဲ့တဲ့ Why nothing is wrong anymore ဆိုတဲ့စောင်းပါပါသူတို့စီမှာနောက်ပြီးတကမာလုံးမှာမှားလိုက်တာဆိုတဲ့ကောက်ချက်မရှိတော့ဘူးတဲ့ ီဖြစ်မှာမကောင်းမှုအကြောင်းပြစ်မှုအကြောင်းရာဇဝင်းမှုအကြောင်းပြောကြဆိုကြတဲ့အခါမားတယ်ဆိုတဲ့စကားလုံးကိုသူ့အနေနဲ့မကြားရတော့တလောက်ပဲတဲ့မားတယ်ဆိုတာမရှိတော့ဘူးလားသူကတော့လူတွေရဲ့အပြုတ်မှုအချက်လက်နဲ့မှတ်ချက်စကားတွေကိုလေ့လာပြီးအစေးရတာမို့စိတ်ဝင်စားစရာကောင်းတဲ့အမြင်ပါပဲအရင်ကဆိုရင်သူတို့ဘာပစ္စည်းခိုးယူတာမှားတယ်လို့ရရဲ့ရင်ရင်ကောက်ချက်ချကြတယ်အခုတော့အမှန်နဲ့အမှားဆိုတဲ့နိုင်ချင်မှုနေရာမှာအမှန်နဲ့တခြားတစ်ခုခုကို စားထိုးနှိုင်းရှင်လာတာတွေ့ရတယ်။အဲ့ဒီအခြားတစ်ခုခုဟာအမားဆိုတဲ့စကလုံးကိုရှောက်ခွဲခြင်းလို့အချိန်နေရတုံးလိုက်တာပါပဲ။ဥပမာတက်အမှန်နဲ့မိုက်မဲမှုလူတယောက်ကမကောင်းမှုတစ်ခုခုကိုကျူးလွန်လိုက်တယ်။အဲ့ဒီလူကကိုတီးတဲ့ကိုနဲ့သဘောထားတူတဲ့သူဖြစ်နေတယ်။ဒီခါမှာလူတွေကဒီကောင်မှားလိုက်တာလို့ကောက်ချက်မချပဲ။ဒီကောင်တော်တော်မိုက်တာပဲလို့ကောက်ချက်ချတယ်။ဒါမျိုးပေါ့။ငါဖြင့်ဒီကောင်ဒီလိုလှုပ်လိုက်တာကိုဘလို့မှနားမလည်နိုင်တော့ဘူးပေါ့။ ဝါတာဂိတ်ရေးခင်းမှာအဲ့လိုဖြစ်ရတည်ဖြစ်ခဲ့တယ်။ပြစ်ရှိတယ်ဆိုတဲ့စကားကိုအကြောင်းကြောင်းနဲ့လူတွေပြောမထွက်ကြဘူး။ဥပမာနဲ့အမှန်နဲ့ဥပဒေထဲမှာမပါဝင်ခြင်းကိစ္စ။တယောက်ယောက်အပြစ်ရှိတယ်မှားတယ်လို့လက်ညှိုးထိုးဆွဆွဲဖို့ကိစ္စမှာခေါင်းဆောင်ပြီးတော့စီရင်တုံးဥပဒေထဲမှာဖွဲ့စည်းပုံဥပဒေထဲမှာမပါတဲ့ကိစ္စတစ်ခုကိုလုံးမိသွားတာလို့ကောက်ချက်ချတာမျိုးပေါ့။ဥပမာ၃အမှန်နဲ့စိတ်မကြမ်းမှမှုစိတ်ပိုင်းဆိုင်ရာဖောက်ပြန်ချုပ်ယွင်းမှုကြောင့် တခုခုပြစ်မှုကိုကျွလွန်လိုက်မိတာဆိုတော့အမြင်မျိုးပါပဲဒီနေရာမှာအမှန်နဲ့အမားလို့တုံးတုံးလို့မရတယ်လို့ဖြစ်နေတယ်။သူနေမကောင်းလို့လုံးမိတာပေါ့။တနာညာတာမူလေးနည်းနည်းဆွတ်နေတယ်လို့ပဲ။ဒါပေမဲ့တခုရှိတာကအပြစ်မှန်းမသိလို့လုံးမိတာအမားမဟုတ်ဘူးဆိုရင်ရှင်းနေအရွယ်ကလေးတယောက်အပြစ်ကျွလွန်တာအမားမဟုတ်ဘူးလို့ဆိုနိုင်တယ်လား။ဒါဖြင့်ယူကြောင့်မူကြောင့်လူတယောက်အများထိခိုက်စေအောင်ထင်ရမြန်ရှောက်လို့ရင်မမားဘူးလို့ဆိုရမလား။တော်တော်စဉ်းစားခက်တဲ့ပြဿနာပဲ။ ဥပမာလေးအမှန်နဲ့အဲ့လိုဖြစ်လာစရာပဲကိုဆိုတဲ့အမြင်ဒါကတော့ပါကိုက်လို့နားကိုက်တယ်ဆိုတဲ့အခြေခံသဘောမျိုးပဲလူတစ်ယောက်ကတခြားတစ်ယောက်ကိုသွားရန်စားမိတယ်ဒုတိယလူကပထမလူကိုပြန်လက်စားချေရင်လက်လွန်သွားတယ်ဘယ်သူကအမှန်လဲဘယ်သူကအမှားလဲပြန်လက်စားချေရင်လက်လွန်သွားပေမဲ့ဒါကိုအမှားလို့ယူရတဲ့သူနဲသွားလိုက်မယ်သွားရန်စားတာကိုလို့မှတ်ချက်ချတဲ့သူကများမလားမသိပါဘူး ပြမှုရဲ့အတိတ်အနောက်ကိုမကြည့်ပဲစတူနဲ့တုံ့ပြန်သူကိုပဲကြည့်တဲ့အခါမှာအမားဆိုတဲ့စကားလုံးစားဒီလိုဖြစ်တာအံ့ဩစရာမဟုတ်ပါဘူးဆိုတဲ့စကားပဲတုံ့ကြတာပေါ့ဒီအဖြစ်မျိုးကိုအစုလိုက်အပြုံလိုက်အပြန်အလှန်တက်ပြမှုတွေမှာတွေ့ရတယ်စစ်ပွဲတွေမှာတွေ့ရတယ်ဥပမာငါအမှန်နဲ့ရှုပ်ထွေးမှုရှုပ်ထွေးတဲ့ဆိုကလေးကကောက်ချက်ချလို့မရအောင်သုံးဖြတ်ရခတ်နေတယ်လို့ယူဆလို့သုံးနှုံးတဲ့စကားပေါ့ပြဿနာတစ်ခုကိုအစရှမရတဲ့အခါ ဘသူမှားတယ်လို့ထောက်ပြဖို့ဘသူမှမရဲဝင်ဘူးဒီခါမှာဒါကတော့ငါတို့မမီအောင်ရှုပ်ထွေးလာပါတယ်လို့ပြောကြတာပါပဲဖြစ်နိုင်ကြတာကတော့ကဘာကြီးမှာရှိတဲ့လူသားတွေရဲ့အသံဟာပိုးပိုးတိုးတိမ်ပြီးပိုးပိုးငြိမ်သက်လာခဲ့ပြီပဲထင်ပါရဲ့ you reference why nothing is drawn anymore by mcgrinfin the man mode boat out how it had been 11 news volume 1 number 44 26ရဲ့6လ2000နဲ့စစ်ပွဲများနဲ့အမားအမှန်ဆိုတဲ့ဆောင်းပါဖြစ်ပါတယ်။